န်နွေခရိုနီကယ်နိုဝင်ဘာ15မြင်ဝင်စစ်မှုထမ်းကြေးပေးနေရတဲ့မြန်မာနိုင်ငံကပြည်သူတွေရဲ့ဘဝဆယ်စုနှစ်ရှစ်ခုနီးပါးပြည်တွင်းစစ်ဖြစ်ပွားနေခဲ့တဲ့မြန်မာနိုင်ငံမှာစစ်မှုထမ်းဖို့ဖျားယောင်းသိမ်းသွင်းတာစစ်မှုထမ်းအသက်အရွယ်မပြည့်သေးတဲ့လူငယ်တွေကိုစုဆောင်းတာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ဒေသတွေမှာလည်းလူငယ်တွေရှိတဲ့အိမ်တွေမှာတအိမ်တယောက်သို့မဟုတ်ဒီထက်ပိုပြီးစစ်မှုထမ်းဖို့ခေါ်ဆောင်တာတွေကနှစ်ရှည်လများဖြစ်ပွားလာခဲ့တဲ့ပြဿနာတွေဖြစ်ပါတယ်။ 2021ခုနှစ်စစ်အာဏာမသိမ်းမီကတော့အစိုးရစစ်တပ်အနေနဲ့စစ်မှုမထမ်းမနေရတအိမ်တယောက်ဆိုတာမျိုးတွေလုပ်ဖို့မလိုအပ်တဲ့အနေအထားစစ်တပ်ရဲ့စစ်သားစုဆောင်ရေးဌာနကနီလန်းအတွေ့အကြုံပြီးတိတ်မများပြားတဲ့ငွေကြေးပမာဏတစ်ခုနဲ့ဆွဲဆောင်တာပြစ်မှုကြီးတွေမဟုတ်တဲ့အသေးအဖွဲရာဇဝတ်မှုမျိုးကျူးလွန်သူတွေကိုစစ်မှုထမ်းရင်ပြည်ထောင်မှလွတ်ငင်းခွင့်ပေးမယ်ဆိုတဲ့အပေးယူလုပ်ပြီးစစ်မှုထမ်းစုဆောင်ခဲ့တာတွေ့ စစ်တပ်ကထွက်ဖို့စာတင်တဲ့တပ်သားတွေကိုစစ်သားတဲ့ဗနအုစုဆောင်ပေးရမယ်ဆိုတဲ့အစားထိုးလူရှာပေးရတဲ့အဖြစ်တွေကပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။တိုင်းသာလက်နက်ကင်စိုးမိုးတဲ့နယ်မြေတွေမှာလည်း၎င်းတပ်ဖွဲ့ရဲ့စိုးမိုးနယ်မြေတဲ့နေထိုင်ကြတဲ့ခြေရွာတွေကလူငယ်တွေအရွယ်ရောက်လာရင်အ ਨੇ စုံတအိမ်တယောက်နှုံးနဲ့တိုင်းသာလက်နက်ကင်တပ်တွေမှာစစ်မှုထမ်းပေးကြရတာဖြစ်ပါတယ်။ ထက်ကလိုစစ်တပ်ထိန်းချုပ်နယ်မြေနဲ့တိုင်းရင်းသားလက်နက်ကိုင်စိုးမိုးနယ်မြေတွေမှာဖြစ်ပျက်နေခဲ့တဲ့အခြေအနေမျိုးတွေက2024ခုနှစ်နှစ်စမ်းပိုင်းမှာတော့မြို့ကြီးတွေအထိရောက်ရှိလာခဲ့တာဖြစ်ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီမှာအာဏာသိမ်းစစ်တပ်ကစစ်မှုမထမ်းမနေရဥပဒေကိုအသက်ဝင်စေခဲ့ပြီးနောက်အမျိုးသားတွေအနေနဲ့အသက်18နှစ်ကနေ35နှစ်အတွင်းအတက်ပညာရှင်ကျွမ်းကျင်သူဖြစ်ခဲ့ရင်၁၈နှစ်မှ၄၅နှစ်အတွင်းနှစ်နှစ်စစ်မှုထမ်းဖို့ဥပဒေကိုစတင်အသက်ဝင်စေခဲ့တာ စစ်သားစုဆောင်းခဲ့တာဖြစ်ပါတယ်။တလကိုအပတ်စဉ်တစ်ခုအနေနဲ့စုဆောင်းရမှာတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်သား9000စုဆောင်းဖို့တရားဝင်ထုတ်ပြန်ခဲ့ပေမဲ့လက်တွေ့မှာဒီထက်အရေးအတွက်များပြားတယ်လို့အချို့သောသတင်းအချက်အလက်တွေအရသိရပါတယ်။ဒီလိုစစ်မှုမထမ်းမနေရဥပဒေအသက်သွင်းလိုက်ခြင်းကတိုင်းဒေသလက်နက်ကိုင်ထိန်းချုပ်နေမြေမဟုတ်တဲ့မြို့တွေရွာတွေမှာကြီးမားတဲ့ကြက်ရိုက်ခတ်မှုတွေဖြစ်ပေါ်စေခဲ့ပြီးအခုချိန်ထိဒီအကျိုးသက်ရောက်မှုတွေကိုမြို့တွေရွာတွေအများအပြားမှာရိုက်ခတ်နေစေဖြစ်ပါတယ်။ ဒီဥပဒေအသက်ဝင်စေပြီးနောက်တက်ရောက်မှုတွေကစီးပွားရေး၊ပညာရေး၊အလုပ်သမားရှာပါမှု၊အာဏာအလွဲသုံးစားမှု၊အဆရှိတဲ့နေပယ်အသီးသီးကိုအကျိုးတက်ရောက်မှုတွေရှိနေပြီးဒီနေ့ကတော့စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက်ရဲရွာတွေမှာကောက်ခံနေတဲ့စစ်မှုထမ်းကြီးစစ်မှုထမ်းအစားထိုးရတဲ့ငွေကြေးကိစ္စတွေနဲ့ဆက်ဆက်တဲ့အကြောင်းတွေကိုအဓိကပြောဆိုလိုတာဖြစ်ပါတယ်စစ်မှုထမ်းဥပဒေစတင်အသက်ဝင်ကာစမှာတော့စစ်မှုထမ်းအသက်အရွယ်နဲ့အကျုံးဝင်တဲ့အိမ်တော်စုမိသားစုတွေအနေနဲ့ အလှမရောက်သေးရင်မဲမပေါက်သေးရင်စိုးရင်စရာကြီးကြီးမားမားမရှိသေးပေမဲ့လအနေငယ်အကြံမှာတော့အဲ့လိုအနေထားမဟုတ်တော့ပဲမြို့တွေရွာတွေတဲ့အမြဲတမ်းလူလူပေါ်တာဆွဲတယ်လို့ဆွဲခေါ်ပြီးငွေကြေးသိန်း၁၀ကနန်းနဲ့ရွေးထုတ်ကြရတာတွေဖြစ်ပွားလာခဲ့တာတွေ့ရပါတယ်စစ်မှုထမ်းအစားထိုးလူရှာဖို့သို့မဟုတ်အစားထိုးဖို့ပေးရတဲ့ငွေကြေးပမာဏကလည်းတဏီယာနဲ့တဏီယာမတူကြပါဘူးအချို့သောမြို့ရွာတွေမှာကျပ်သိန်း၂၀၃၀ရှိခဲ့တယ်ဆိုပေမဲ့လက်ရှိအချိန်မှာတော့ အနည်းဆုံး360 90အထိရှိနေတာဖြစ်ပါတယ်။ဒါကရဲရွာတွေမှာလူစားထိုးဖို့ရဲရွာကကောက်ခံတဲ့ငွေကြေးနဲ့စစ်မှုထမ်းလိုက်မဲ့သူကိုပေးတဲ့ငွေကြေးပမာဏဖြစ်ပါတယ်။လမ်းခရီးသွားလာစဉ်နေ့စဉ်အလုပ်ကိစ္စနဲ့သွားလာစဉ်အစင်မသိမ့်လို့ဖမ်းဆီးခံရတဲ့အခါမျိုးမှာပြန်လွှတ်ပေးဖို့လက်တောင်းခံတဲ့အခြေအနေတွေမှာတော့ဒီထက်ပိုများပြီးတင်းရာကနန်းထိရှိတယ်လို့လည်းကိုရိတ်ကြုံရသူတွေရဲ့ပြန်ပြောဆိုမှုတွေအများသိရပါတယ်။စစ်မှုထမ်းဖို့ခေါ်ဆောင်ခံရခြင်းဟာ အသက်သေးဆုံးနိုင်ခြေ80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းလောက်ရှိတယ်လို့လူအများကသတ်မှတ်ထားကြတာဖြစ်ပါတယ်။နေစဉ်နဲ့အမျှတိုက်ပွဲတွေဖြစ်ပွားနေတဲ့မြန်မာနိုင်ငံအနှံ့အပြားကစစ်မြေပြင်မှာထိခိုက်သေးဆုံးမှုတွေရှိနေပြီးစစ်တပ်ထဲဆယ်စုနှစ်နဲ့ချီအတွေ့အကြုံရှိသူတွေတောင်ထိခိုက်သေးဆုံးဖမ်းဆီးခံရရတဲ့အခြေအနေမျိုးမှာမကြသေးခင်ကမှစစ်တပ်နဲ့2လ3လတက်ပြီးရှေ့တန်းစစ်မြေပြင်မှာတိုင်းရင်းသားလက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ရင်ဆိုင်တိုက်ခိုက်ကြရတဲ့အခါ ထိခိုက်သေးဆုံးနိုင်ခြင်းနဲ့ဖမ်းဆီးခံရနိုင်ခြင်းမြင့်မားတယ်လို့ဆိုနိုင်ပါတယ်။အခုနေခါမှာတော့စစ်တပ်စိုးမိုးထိန်းချုပ်ထားတဲ့မြို့ရက်ကွက်နဲ့ကြေးရွာတွေရဲ့အုပ်ချုပ်ရေးတွေကစစ်မှုထမ်းကြီးဆိုပြီးလစဉ်အ ਨੇ ဆုံးတအိမ်ကိုကျပ်9000ကနေအချုပ်ဒေသတွေမှာကျပ်3000ခွဲအထိကောက်ခံနေကြတာတွေ့ရပါတယ်။ကျပ်တောင်းကနန်းရှိတဲ့စစ်မှုထမ်းကြီးလစဉ်ပေးဖို့ရုံးကန်ရှာဖွေနေကြရတဲ့မိသားစုတွေမြန်မာနိုင်ငံမှာအများအပြားရှိနေတာပါတနိုင်ငံလုံးစစ်ပွဲတွေလမ်းခီးပိတ်ဆို့မှုတွေနဲ့ ကုံစင်းနှုံတွေကြီးမြင့်ကတစ်ဖက်မှာအလုတ်ကင်အခွင့်လန်းကျဆင်းနေချိန်မှာတလကိုကျက်တသောင်းနှစ်သောင်းပမာဏအတွက်ခက်ခက်ခဲခဲရှာဖွေကြရတာဖြစ်ပါတယ်မိသားစုတွေအနေနဲ့ဝင်ငွေနဲတာများတာကိုထည့်သွင်းစဉ်းစားခြင်းမရှိဘဲတအိမ်ကိုကျက်သောင်းကနန်းနဲ့ချီကောက်ခံရရှိတဲ့ငွေကြေးပမာဏဟာရက်ွက်တစ်ခုသို့မဟုတ်ကြေးရွာတစ်ရွာအနေနဲ့ဆိုမနှဲလာတဲ့ငွေကြေးပမာဏဖြစ်ပါတယ်မကြသေးတဲ့ရက်ပိုင်းကမြို့နယ်တစ်ခုရဲ့ Facebook group မှာတယောက်ကရေးသားရမှာ ခင်စစ်မှုတန်းကြီးတလကိုကြက်9000ကောက်ခံရကနေအခုအခါကြက်1000ကောက်ခံလာလို့များပြားချောင်းအများကိုတိုင်တယ်ရေးသားခဲ့ပါတယ်အဆိုပါရေးသားတဲ့အပေါ်အမှတ်ချက်ပေးကြရမှာ၎င်းတို့ရက်ွက်မှာကြက်1000ကနေ3000ငွေအထိလစဉ်ကောက်ခံနေကြတဲ့အမှတ်ချက်အများပြားတွေ့ကြရပြီးမူလပို့ရှိသူရဲ့နေရာကပမာဏနည်းသေးတယ်ဆိုတဲ့အမှတ်ချက်တွေပေါ်ထွက်လာပါတယ်တအိမ်တောင်ကြက်1000ကနေပေးရတဲ့အပြင်စစ်မှုတန်းအရွယ်ယောက်ျားလေးရှိတဲ့အိမ်တောင်စုတွေအနေနဲ့ ချက်တသိန်းကနေနှစ်သိန်းထိထပ်မံကောက်ခံတာမျိုးတွေလည်းရှိနေတာဖြစ်ပါတယ်။လစဉ်ကောက်ခံနေကြတဲ့စစ်မှုထမ်းကြီးတွေကစစ်မှုထမ်းဥပဒေနည်းဥပဒေတွေမှာရေးသားဖော်ပြထားတာမျိုးမဟုတ်ပဲရက်ွက်ကြီးရွာတွေက၎င်းတို့လုတ်ပိုင်ခွင့်အနေနဲ့လုပ်နေကြတာမျိုးဖြစ်ပါတယ်။စစ်မှုထမ်းကြီးကောက်ခံတာလူစားထိုးတာပြန်ပေးဆွဲသလိုဖမ်းဆီးပြီးတင်းဆယ်ကနန်းကြီးကနေတင်းရာကနန်းထိတောင်းခံတာတွေအလုံးဟာဥပဒေနည်းဥပဒေနဲ့မညီသည့်တိုင်နေ့စဉ်ဖြစ်ပွားနေကြတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်မနှဲလာတဲ့ငွေကြေးပမာဏဖြစ်ပြီးပြည်သူလူထုအနေနဲ့ထမ်းပိုးထားရတဲ့ဝန်ထုပ်ဝန်ကိုကကျပ်ဘီလီယံပေါင်းရာထောင်ချီတဲ့ပမာဏဖြစ်ပြီးပြည်သူလူထုအနေနဲ့ကိုစားမဲ့ထမင်းလုပ်တွေတဲကစစ်မှုထမ်းကြီးကိုခွဲပေးနေကြရတဲ့အဖြစ်မျိုးလည်းဖြစ်နေတာပါခင်ဗျာ။ တာဟာဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံရှေ့ပိုင်းမှာနောက်ဆုံးတော့လည်းငြိမ်းချမ်းရရှိလာနိုင်မဲ့အချိန်ခါဖြစ်ပါတယ်။ကွန်ဂိုအစိုးရတာဝန်ရှိသူတွေနဲ့ကွန်ဂိုမြစ်မဟာမိတ်ဖွဲ့ကွန်ဂို River Alliance လို့လူသိများတဲ့ M23 သဘောအဖွဲ့ကိုယ်စားလှယ်တွေဟာနှစ်ပေါင်းများစွာပြည်ပခောက်ကိုဆုံးသက်နိုင်ဖို့ကာတာနိုင်ငံဒိုဟာမြို့မှာသဘောတူညီချက်တရက်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒီသဘောတူညီချက်ကိုကာတာနိုင်ငံကကြားဝင်ဆက်ဆက်ပေးခဲ့တာပါ။ the state of Qatar hereby reaffirms that ကတားနိုင်ငံကဒီမူပေါင်းကိုလက်မှတ်ရေးထိုးလိုက်တာဟာလမ်းစုံအတွက်မဟုတ်ဘဲဗတ်စုံငင်းချင်းလမ်းစာဖြစ်တယ်လို့အတိအပြုပြောကြားလိုပါတယ်။ငင်းချင်းရေးဆိုတာဟာအင်အားသုံးပြီးပေါ်ဆောင်လို့မရဘဲအချင်းချင်းယုံကြည်မှုအပြန်အလှန်လေးစားမှုနဲ့ပြည်သူတွေအတွက်ဆောင်ရွက်ပေးလို့လည်းစိတ်သက်တွေကနေတည်ဆောက်ရတာဖြစ်တယ်ဆိုတာကိုလည်းအလေးနဲ့ပြောကြားလိုပါတယ်လို့ကတားနိုင်ငံချိုင်းဝန်ကြီးကပြောကြားပါတယ်။ ဒီမူပေါင်းသဘောတူညီချက်ကဒီစည်ရေးပဋိပက္ခရဲ့အရင်းမြစ်တွေကိုဖြည့်ရှင်းဖို့ရှင်းလင်းတဲ့လမ်းပြမြေပုံကိုချမှတ်ထားပြီးအကောင့်ထဲဖွဲ့ရမယ့်အချက်ရှိချက်ကိုဆွေးနွေးဖို့အစီအစဉ်တွေချမှတ်ထားပါတယ်။အဲ့ဒီတဲကနှစ်ခုဖြစ်တဲ့အဖြစ်ကရစည်ရေးစောင့်ကြည့်လေ့လာရေးရန်နေရာထားရှိရေးနဲ့အကျဉ်းသားပြန်လွတ်ပေးရေးအစီအစဉ်တွေကိုလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။တခြားအရေးကြီးတဲ့ပြဋ္ဌာန်းချက်တွေထဲမှာယာယီလုံခြုံရေးအစီအစဉ်တွေအောက်မှာလက်နက်ဖြုတ်သိမ်းရေးနဲ့ပြည်လဲပေါင်းစည်းရေးပဋိပက္ခတန်ခံရတဲ့ဒေသတွေမှာနိုင်ငံအာဏာကိုတဖြည်းဖြည်းပြန်လည်တည်ဆောက်ရေး နိုင်ငံသားဖြစ်ခွင့်ကိုယ်ပိုင်လက္ခဏာနဲ့ရွှေ့ပြောင်းခံရသူတွေနဲ့ဒုက္ခသည်တွေဘေးကင်းစွာပြန်လည်နေထိုင်နိုင်ရေးအတွက်အထူးသဘောတူညီချက်တွေလည်းပါဝင်ပါတယ်။ Lot of efforts have been put ဒီကိစ္စအတွက်အများကြီးကြိုးပမ်းအားထုတ်ခဲ့ရပြီးနှစ်ပေါင်းများစွာကြိုးစားခဲ့ကြသူတွေလည်းအများကြီးရှိပါတယ်။ဒါပေမဲ့ကာတာနိုင်ငံကလွန်ခဲ့တဲ့လအနေငယ်အတွင်းမှာပဲအောင်မြင်ဆုံးလုပ်နိုင်ခဲ့တာဟာတကယ်ကိုထူးခြားပြီးသမိုင်းဝင်ပါတယ်။ဒါပေမဲ့စင်ခုံမှုတွေကတော့ကြီးမားနေသေးပါပဲ။အာဖရိကအရေးအမေရိကန်အကြီးတဲ့အကြံပေးကပြောဆိုတာဖြစ်ပါလေ 2021ခုနှစ်မှာ M23 သဘုံတွေဟာဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံရှိပိုင်းမှာနေမြေအများပြားကိုစတင်သိမ်းပိုက်ခဲ့ခြင်းကစလို့ဒီပြည်ပခအတွင်းလူထုံမုံများစွာတည်ဆုံခဲ့ပြီးတန်းနဲ့ချီတဲ့လူတွေနေရက်ဆုံခွာခဲ့ရပါတယ်။လက်ရှိမှာတော့နှစ်ပတ်စလုံးကခိုင်မာတဲ့ပြစ်ခတ်ရေးဆေးရေးဟာဒိုဟာသဘောတူညီချက်အောင်မြင်ရေးကိုအာမခံတယ်မှာဖြစ်တယ်လို့ပြောပါတယ်။ bon le cessez le feu အခြေခံမူကြေညာချက်ကိုလက်မှတ်ရေးထိုးခဲ့တဲ့ချိန်ကစလို့အမြဲတမ်းအပြစ်ခတ်ရက်စဲရေးဆိုတာပေါ်ဝင်ခဲ့ပေမဲ့ဘယ်တော့မှတလီတဲစားလိုက်နာခဲ့တာမရှိခဲ့ပါဘူးလို့ M23 ဖွဲ့ကိုယ်စားလှယ်ကပြောဆိုပါတယ်။ Their position their posturing on the ground shows that ။ရေးမြောင်းကသူတို့ရက်တီချက်သူတို့အနေထားဒါကိုပြသနေပါတယ်။ဒါကြောင့်သူတို့အပြစ်ရက်ဖို့အစင်းသိဖြစ်ရင်ကျမတို့လည်းတိုက်ခိုက်တာကိုရက်ဖို့အစင်းသိဖြစ်ပါတယ်လို့ကွန်ဂိုနိုင်ငံခြားရေးဝန်ကြီးကပြောဆိုပါတယ်။ ဇွန်လတုန်းကလည်းရဝနာနဲ့ဒီမိုကရက်တစ်ကိုကိုသမ္မတနိုင်ငံတို့လက်မှတ်ရေးထိုးခဲ့တဲ့ဝါရှင်တန်ငြိမ်းချမ်းရေးသဘောတူညီချက်ဟာစင်ကုန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒေတာတွေပုံမူကျေပြန့်တဲ့ငြိမ်းချမ်းရေးအတွက်အရေးကြီးတဲ့လိုအပ်ချက်ဖြစ်တဲ့ကိုကိုနိုင်ငံအတွင်းပြည်လဲတင်မြင့်ရေးကိုဦးစားပေးတဲ့ကာတာရဲ့ဂျာဝင်စစ်ဆန်မှုပေါ်စိတ်ဝင်စားမှုတွေပုံမူပြပြလာနေပါတယ်။ဒီသဘောတူညီမှုနဲ့အတူဒိုဟာလုံခဲစဉ်ဟာနှစ်ဖက်တင်းမာမှုရှော့ချရေးနဲ့ယုံကြည်မှုတည်ဆောက်ရေးကနေကွန်ဂိုရှေ့ပိုင်းဒေသမှာ နောက်ဆုံးဗတ်စုံငြိမ်းချမ်းရေးသဘောတူညီချက်စီဥတည်သွားမယ်ဆွေးနွေးမှုအဆင့်ထိဆက်လက်ရှောင်လန်းသွားနိုင်လိမ့်မယ်လို့ပြောလင်းရပါတယ်ခင်ဗျာ။ American သမ္မတ Donald Trump ဟာနိုင်ငံတွင်းအခြေခံကုန်ပစ္စည်းဈေးနှုန်းတွေမြင့်တက်မှုပေါ် American ပြည်သူတွေအကြားစိုးရိမ်ပူပန်မှုတွေတိုးလာတာကြောင့်စားသောက်ကုန်အမျိုး200ကျော်ပေါ်အခွန်စည်းကြမှုတွေကိုပြန်လျှော့ချလိုက်ပါတယ်။ဒီစီစဉ်ကိုတောက်ချာနေမှာကျင်းပခဲ့ပြီး coffee အမဲသားငပြောသီးနဲ့လိမ္မော်ရည်လိုအခြေခံစားသောက်ကုန်တွေပေါင်းဝင်ပါတယ်။ဒါတွေဟာကြာတဲ့ပရင်းနေ၎င်းရန်ကလေးကအကျိုးသက်ရောက်ခဲ့တာဖြစ်ပါတယ်။ဒါဟာ Trump ကိုယ်တိုင်ချမှတ်ထားတဲ့မူဝါဒတွေကိုတိတိတသာပြောင်းပြန်လှန်လိုက်တာဖြစ်ပြီး ဒီနှစ်အစောပိုင်းကသူချမှတ်ခဲ့တဲ့ကြေပြန့်တဲ့ကုန်သွယ်ကုန်စည်းကြမှုတွေဟာငွေကြေးဖုံးပွန်စေတယ်ဆိုတာမဟုတ်ဘူးလို့အစင်းနဆိုင်ညင်းဆန်ခဲ့တာပါ။တောက်ကြနေညနေပိုင်းကသူ့ရဲ့ Air Force 1လေယာဉ်ပေါ်မှာဒီအခွန်ရှော့ချမှုအကြောင်းတွေကိုသတင်းတောက်တွေကမေးမြန်းခဲ့ပါတယ်။ဝင်ငွေနှဲပါသူနဲ့အလဲလက်ဝင်ငွေရှိသူအမေရိကန်တွေကိုဒေါ်လာ2000ပေးရမယ့်စီစဉ်ကိုလည်းရှေ့ဆက်လှုပ်ဆောင်သွားမယ်လို့သမ္မတထရန့်ကပြောကြားခဲ့ပြီးအခွန်စည်းကြမှုကရတဲ့ဝင်ငွေတွေကနေပေးချေမယ်လို့ပြောဆိုပါတယ်။ ်အခုအခွန်ကင်းလို့ကုန်ပစ္စည်းစီးမှာအမေရိကန်မိသားစုတွေပုံမှန်ဝယ်ယူနေကြကုန်ပစ္စည်းတွေပါဝင်ပြီးအများစုဟာနှစ်အလိုက်ဈေးနှုန်းနှစ်ဆတိုးမြင့်နေတာကိုတွေ့ရပါတယ်အင်ဗျူရောကတော့တမရထရန့်ဟာအချို့စားသောက်ကုန်တွေကိုအမေရိကန်မှာမဆိုင်ပြိုးမထုတ်လုပ်ထားတာကြောင့်အခွန်ကင်းလို့ခွင့်ပေးဖို့ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်ပြီးခဲ့တဲ့သတင်းပတ်တွေကလည်းတမရထရန့်ဟာကုန်စည်နှုန်းကျဆင်းရေးအတွက်အထူးအာရုံစိုက်ခဲ့ပြီးတဲ့နောက်မှာအခုလိုဆုံးဖြတ်ခဲ့တာလို့ပြောပါတယ်ဒါပြင်ကုန်စည်နှုန်းကြီးမြင့်မှုအကြောင်းရင်းမှန်သမျှဟာ သူ့အရှိကတမရဂျိုးဘိုင်နဲ့ရဲ့မူဝါဒတွေကြောင့်သာဖြစ်တယ်လို့ထရန့်ကပြောဆိုပါတယ်။မကြာခင်ကဗာဂျီးနီးယားနယူးဂျာစီပြည်နယ်တွေနဲ့နယူးယောက်စီးတီးတို့မှာကျင်းပခဲ့တဲ့ပြည်နယ်နဲ့ဒေသဆိုင်ရာရွေးကောက်ပွဲတွေမှာဒီမိုကရက်တီဟာအနိုင်ရရှိခဲ့ကြပါတယ်။အဲ့ဒီပြည်နယ်တွေမှာကုံစင်းတို့ကြီးမြင့်မှုပါဝင်မဲဆန္ဒရှင်တွေရဲ့တခြားစိုးရင်ပူပန်မှုတွေဟာဒီမိုကရက်တီအခုလိုအနိုင်ရကြတဲ့အဓိကအကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်ခင်ဗျာ။ က္ကဆီကိုမြို့တော်လမ်းမတွေပေါ်မှာတင်းမာတဲ့ခြေနေတွေဖြစ်ပေါ်ခဲ့ပါတယ်။မြို့သားနန်းတော်ပြင်ပမှာဆန္ဒပြသူတွေကအဓိကယုံနေနေရဲတွေနဲ့ထိတ်တက်ရင်ဆိုင်ခဲ့ကြပါတယ်။ Generation Z နာမည်အောက်မှာထောင်ပေါင်းများစွာသောဆန္ဒပြသူတွေဟာအရှိန်တက်လာတဲ့ဂျမ်းပတ်မှုတွေကိုရှုံချဖို့စုဝေးခဲ့ကြတာပါ။ဒီလအစောပိုင်းကရာဇဝတ်မှုတိုက်ဖြတ်ရေးထောက်ခံအားပေးသူမြို့တော်ဝန်ကာလော့စ်မန်ဇိုလှုပ်ချံခံရပြီးနောက်ပိုင်းမှာဒီဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါလေ ကျွန်တော်တို့ကာလော့စ်မန်ဆိုအတွက်ကာလော့စ်မန်ဆိုကိုရရဆက်ဆက်တပ်ဖြတ်ခဲ့မှုအတွက်ချီတက်နေကြတာပါသူ့အတွက်နဲ့ရာဇဝတ်ကောင်တွေရဲ့လက်ထက်မှာအသက်ဆုံးရှုံးခဲ့ရသူတွေပစ္စည်းဥစ္စာဆုံးရှုံးခဲ့ရသူတွေအားလုံးအတွက်တရားမျှတမှုကိုလိုချင်ပါတယ်လို့ဆန္ဒပြသူတို့ကပြောပါတယ်ကာလော့စ်မန်ဆိုကိစ္စကြောင့်ကျွန်တော်တို့လာခဲ့ကြတာပါကျွန်တော်တတော်တာဟာလူတွေနိုးကြလာကြပြီဆိုတာကိုလက်တွေ့ပြနေတာပါပဲရာဇဝတ်သားတွေအုပ်ချုပ်နေတဲ့နိုင်ငံမှာကျွန်တော်တို့လက်အောက်ခံအဖြစ်မနေနိုင်ပါဘူးလို့တော်တူကပြောကြားခဲ့ပါတယ် ်လက်နက်ကိုင်ခိုင်းတွေကိုပြင်းထန်စွာနေနေမှုတိုက်တွန်းခဲ့တဲ့မန်ဆိုဟာဝေမာလာတရနေ့က Date of the Dead ဖွဲတော်ကိုတက်ရောက်စဉ်ပြစ်သက်ခံခဲ့ရတာဖြစ်ပါလေလူစုလူဝေးတွေကတချို့ကသမရကလော်ဒီယိုရှင်ပန်ရဲ့မော်ရီနာပါတီကိုဒေါသတကြီးဝေဖန်ခဲ့ကြပြီးယာစွမ်းမှုနှိမ်နေရေးကြိုးပမ်းမှုတွေကိုတိုးမြင့်လှုံ့ဆော်ဖို့အစိုးရကိုတောင်းဆိုခဲ့ကြပါတယ်ကျွန်တော်တို့မက္ကဆီကိုကိုချစ်တယ်ကျွန်တော်တို့ပင်ပန်းနေပါပြီထွက်သွားပါမော်ရီနာမက္ကဆီကိုကိုဖျက်ဆီးနေတာပါဒါမက္ကဆီကိုမဟုတ်ဘူးလို့အချို့ကအော်ဟစ်ခဲ့ကြပါတယ် မြို့တော်အာဏာပိုင်တွေရဲ့အဆိုအရဒီဆန္ဒပြပွဲထိတဲ့တွေ့မှုတွေရဲရရှိဒါဇင်နဲ့ချီပြီးတန်ရာရခဲ့ကြသလိုအရသာ20ခန့်လည်းတန်ရာရခဲ့ကြပါတယ်။တမရရှိန်ပန်းကတော့တခြားမျိုးတွေမှာပါဖြစ်ပွားခဲ့တဲ့ဒီဆန္ဒပြမှုတွေကိုသူ့အစိုးရကိုဆန့်ကျင်တဲ့လက်ရာဇွန်နိုင်ငံရေးသမားတွေကငွေကြေးထောက်ပံ့အားပေးနေတယ်လို့စွပ်စွဲထားပါတယ်ခင်ဗျာ။ ပုံရမ်းမင်းကြီးလီယိုဆလေးကဗာတီကန်နန်းတော်ကနေရန်စည်ရေးပကြီးတွေပြည့်ရှိတဲ့ကာလမန်တိုင်းခမ်းမမှာဟောလိဝုဒ်နာမည်ကျော်တွေကိုအက်ခံခဲ့ပါတယ်။စပိုက်လီ၊မော်နီကာဘလူးချီ၊ခရစ်ပိုင်းနဲ့ဩစတြေးလျနိုင်ငံသူဝင်းသမီးကလိတ်ဘလန်ချက်အပါအဝင်တရုတ်ဆောင်တွေနဲ့ဒါရိုက်တာတွေကိုရုပ်ရှင်လောကအတွက်ပံ့ပိုးကူညီဖို့တိုက်တွန်းခဲ့ပါတယ်။ပုံရမ်းမင်းကြီးကရုပ်ရှင်ဆိုတာဖနာပြင်တစ်ခုတည်းအများကြီးပူပါတယ်။ဒါဟာဆန္ဒတွေအမတ်တရားတွေနဲ့မိကုန်းတွေရဲ့လမ်းစုံတစ်ခုပါလို့ပြောခဲ့ပါတယ်။ ပုံဟန်မင်းကြီးကအမေရိကန်နဲ့ကနေဒါနိုင်ငံတွေမှာရုပ်ရှင်ရုံတွေရဲ့ဝင်ငွေဟာစံချိန်တွေကျဆင်းလာခဲ့ပြီးတဲ့နောက်မှာရုံးကန်နေရတဲ့ဒေတာရင်းရုပ်ရှင်ရုံတွေကိုကာကွယ်ဖို့တောင်းဆိုခဲ့တာဖြစ်ပါလေ။ပုံဟန်မင်းကြီးကဒီရုပ်ရှင်လုပ်ငန်းရဲ့လူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးအတွက်အဖွဲ့အစည်းတွေအနေနဲ့လက်မလျှော့ပဲပူးပေါင်းဆောင်ရွက်ကြဖို့ကျွန်တော်တိုက်တွန်းပါတယ်လို့ပြောကြားခဲ့ပါတယ်။တပြင် generative artificial intelligence ရန်ရည်တူရဲ့တွန်းအားကိုတွန်းလှန်ဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။ algorithm တွေရဲ့ယုတ်တိဗေဒကတော့ သူလုံးလို့ဖြစ်တာတွေကိုထက်ကတလဲလဲလုံးမှသာဖြစ်ပေမဲ့အမှုပညာကတော့ဖြစ်နိုင်ခြေရှိတာတွေကိုလမ်းဖွင့်ပေးပါလေ။ရုပ်ရှင်ကဆင့်မတဲ့အခါနှစ်သက်ယုံတသက်မဟုတ်ပဲစိန်ခေါ်မှုတွေပေးပါလေလို့ပြောခဲ့ပါလေ။ Hollywood မင်းသမီး Kate Blanchett ကတော့ဒီကနေ့ပုံရံမင်းကြီးရဲ့စကားတွေဟာနာကျင်စရာကောင်းတဲ့ပုံမှန်ဇာတ်လမ်းတွေကနေရှောင်လွှဲမနေဘူးတကယ်ကိုအားပေးမှုတစ်ခုပါပဲ။ လူတွေဟာသူတို့ရဲ့နေစဉ်ဘဝမှာမကြာခဏဆိုသလိုမကြာနိုင်တဲ့မျက်ရည်တွေအကြောင်းရုပ်ရှင်ရုံးမှာမကြာခဏဖြစ်လေရှိတဲ့ရီမောခြင်းတွေအကြောင်းကိုလည်းသူပြောခဲ့ပါတယ်လို့ဆိုပါတယ်။ရုပ်ရှင်ရုံးသွားပြီးရုပ်ရှင်ကြည့်ဖို့ရုပ်ရှင်လောကကိုဆက်လက်ပံ့ပိုးကြဖို့ကိုလည်းတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ။